ပဲဂိုးတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းကြီးကကြီးမှုကျင်းပတဲ့ MPCA Quick 2016တိုင်းအဆင့်ပြိုင်ပွဲတစ်ခုကိုပြည်ကွန်ပျူတာတက္ကသိုလ်မှာပြုလုပ်ခဲ့ပါတယ်။ဒီသတင်းကိုကိုပင်းညိုကပေးပို့ထားပါတယ်ခင်ဗျာ။ကျေးဇူးပါ။စီးဖြစ်ပါလေ။စတေမလာ24ရက်ကတောင်ဝူကွန်ပျူတာတက္ကသိုလ်ကခရိုင်အစ်စ်စကားတင်ရွေးချယ်ထားသူတွေနဲ့ပြည်ကွန်ပျူတာတက္ကသိုလ်ကရွေးချယ်ခံထားရသူတွေစကားတင်ရွေးချယ်တဲ့ပြိုင်ပွဲဖြစ်ပြီးစုပေးပွဲပါတခါလည်းပြုလုပ်ခဲ့တာပါ။ ရွယ်ပေါင်းသည့်ပညာရှင်တွေကိုမြေတောင်မြှောက်ပေးဖို့ဖြစ်တယ်လို့ပွဲစီသူတယောက်ကရှင်းပြပါဗျာ။ဒီစီရတဲ့တကယ်ခက်ခလေးတွေဆိုရင်ကျွန်တော်ကပြောတဲ့ဂျပန်နဲ့ချိတ်ဆက်ထားတယ်ပေါ့နော် ID passport exam တွေရှိပါတယ်။အဲဒါဂျပန် certificate နေပါပါနော်။အဲဒီရဲ့ exam တွေဝင်ဖြည့်ဝင်ဖြည့်လို့သူတို့ရလို့ရှိရင်သူတို့ရဲ့ ID passport exam ID passport ဆိုရင်သူတို့အတွက်ရပါပြီ။ဒီ ID passport ရပါပြီဆိုရင်တော့ ID ကောက်ကမှာပေါ့နော်သူတို့အတွက်နေရာတစ်ခုကအကောင်းဆုံးရပါပါ။တက္ကသိုလ်တစ်ခုကို900လုံးနဲ့ရွေးချယ်ပြန်လာခဲ့ရာ အခုကခရိုင်အစ်စ်ပြိုင်ပွဲဖြစ်ပါတယ်။ဒီကနေ့ရွေးချယ်ခံရတဲ့သူတွေကလာမယ့်နိုဝင်ဘာလ၄ရက်နေ့မှာရန်ကုန်မြို့မှာနိုင်ငံတော်အစ်စ်အနေနဲ့ရှင်ပြန်ရမှာဖြစ်ပါတယ်။စာအုပ်တွေလည်းပြန်ပြီးတော့ဖတ်ရပါတယ်။ပြီးတော့ထုတ်ထားတဲ့ MCPA နဲ့ဆိုင်တဲ့စာအုပ်တွေရောအကုန်လုံးမေးလာရတယ်ပေါ့နော်မေးခွန်းဟောင်းတွေကိုအတွေ့အကြုံတွေတော့အများကြီးရပါတယ်ပြီးတော့ဒီအဖွဲ့တွေနဲ့ပတ်သက်သွားပြီဆိုလို့ရှိရင် volunteer တွေလည်းဝင်လို့ရမယ်ပေါ့နော်သူတို့နဲ့ပတ်သက်တဲ့အဥစ္စာတွေကို information တွေရရတဲ့အကြောင်းမျိုး အများကြီးအတွေ့အကြုံတွေလည်းအများကြီးရပါတယ်အခွင့်အလမ်းတွေနဲ့တမီးတို့ဘလို့မျှော်လင့်ထားလဲဆိုဒီမေးခွန်းတွေကိုတမီးတို့ဖြေနိုင်တဲ့အတွက်ကြောင့်မို့လုပ်ငန်းဝင်တွေမှာလည်းပဲဒီမေးခွန်းတွေပဲပြန်ပေးမယ်လို့ပြန်ပေးမှာပါအဲ့ကြလို့ရှိရင်လည်းတမီးတို့သိတာတွေပဲဒီဒီမေးခွန်းတွေဆိုလို့ရှိရင်ဒါတို့ရတာတွေတဲ့ကြောင့်မို့ဒါတို့ဖြေနိုင်လို့ရှိရင်လုပ်ငန်းတစ်ခုခုကတော့တမီးတို့ရမှာတေးကြပါတယ်ဒီနေ့ပြိုင်ပွဲကတောင်ငူနဲ့ပြည်မြို့တွေကကွန်ပျူတာတက္ကသိုလ်နှစ်ခုကကျောင်းသားကျောင်းသူတွေရှင်ပြန်ကြတာဖြစ်ပြီးဒုတိယနေ့တတိယနေ့နဲ့နောက်ဆုံးနေ့ကကျောင်းသားကျောင်းသူတွေရှင်ပြန်ကြမှာပါ MBCA ဖွဲ့ကြီးအနေနဲ့ e-government ကိုသွားနေတဲ့အစိုးရအဖွဲ့ကိုကူညီနိုင်ဖို့အတွက်အခုလိုအချိန်မှာကွန်ပျူတာပညာရှင်တွေ IT ပညာရှင်တွေရှာဖွေ ဖော်ထုတ်ပေးနိုင်ဖို့ရည်ရွယ်ပြီးအခုလိုပြိုင်ပွဲတွေကိုနိုင်ငံနှံ့ပြမှာပြုလုပ်ပေးတာလို့မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတာဝန်ရှိသူထံကသိရပါဗျာကျွန်တော်မင်းကျော်ပါခင်ဗျာ